မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေဘိုင်ရဲကိုမျက်နှာမြင်ဘိုင်ကိုတကြလုံးအားလုံးပျော်ရွှင်ပါစေတောင်းကိုဘိုင်ကြီးစုမကောင်းတောင်းပါတယ်ဗျာဒီနေ့က6ရက်10 2025ပေါ့เนาะဒီနေ့ထူးခြားတဲ့အကြောင်းအရာလေးတွေကိုပြောမယ်ဘိုင်ကြီးပြောချင်တာလည်းပြောမယ်เนาะဒီနေ့တော့ဒီတီဘောဘက်ကတော့တောက်ချောက်အမုန်းကျွေးနေပြီအမုန်းကျွေးနေတီဘောကိုဘယ်နှရက်နဲ့တင်မလဲဆိုတာကျွန်တော်တို့ဆက်လက်ကြည့်ရမယ် ီကောမှာလည်းပလောင်တွေကသူတို့အထက်မှာရှိတဲ့ချက်ပစ္စည်းအုံးတွေအစိုးရရန်နေရမှာလုံးဆောင်နေတဲ့ပစ္စည်းတွေကိုတောက်ဆောင်နေတိုင်းတည်နေတာကိုကျွန်တော်တို့တွေ့နေရတယ်။မင်းကြီးကလည်းကားရည်နဲ့ထပ်တည်တယ်။နော်။ညကလည်းတည်တာကိုတွေ့ရတယ်။အဲပြီးတော့အဲတီဘောမှာလားတီဘောဘက်တွေလည်းအခုဆိုပါလေလွယ်ခေါ်လွယ်ခေါ်မှာဆိုလည်းဗစ်ထူချပလိုက်တာညအလုံး20လောက်ပိတ်ထူတာအဲကြွားဘက်ကိုအကုန်တောက်ချောက်ကျွေးတာ။တောက်တော့အမုန်းကျွေးနေပြီ။အဲအဲ့လိုမျိုးပဲကောင်းတယ်ကျွန်တော်တို့ကြိုက်တယ်ဟို စခန်းသားတို့ဘာကိုတိန်းတယ်လို့ပေါ့တခါလိုက်ချလိုက်အလုံး3လေး50 60 80ဆိုဒီကောင်းတဲ့အဲ့ဒီကလမ်းပြန်ပြီးတော့ချင်းချင်းကြောင်ဝမ်းမျိုးတွေကိုပြေးလိုက်ကြောင်ဝမ်းမျိုးကနေပြောလဲတက်ပြီးတော့နေတော့တာဟုတ်အစရန်နေအပျက်စီးတဲ့အကုန်မလားမိသက်ကမှရှိတဲ့အင်ဂျင်တွေကဖြတ်ပြတ်ပြီးမိသက်ကမှမီးရှို့ပြီးသွားကြတာဒါကောင်တွေကတော့တကယ်တမ်းတော့ဓမြအဆင်ပေါ့ဓမြအဆင်မှဖြစ်နေတော့ဓမြတွေကတော့ဟိုသူတို့ကိုပိုင်အုပ်ချုပ်ခွင့်ရလဲအဲ့ကိုပိုင်အုပ်ချုပ်ခွင့်ကဘာမှဖြစ်လာမို့အဲ့ပြည်သူတွေအတွက်နင်းနာမှုပဲရှိတယ်အဲ့ဒါကိုတတ်မလို့ကတိသွားလို့လားတော့မသိဘူးဗျအဲ့ နန်းဆန်တို့မန်းတုံတို့ပါအကုန်လုံးဟိုပြန်ပြီးထိန်းတော့မယ်အနေအထားမျိုးရှိတယ်နော်အဲ့နေရာကဒါတောင်တော်ထိမ့်သိမ့်တဲ့နေရာဖြစ်တယ်နော်ဒါကျွန်တော်တို့ရဲ့ဟိုယူဆချက်ပြောတာအဲ့နေရာမှာတတ်စကိုင်းကိုအကြီးကြီးချပြီးတော့မှဒီဟာတွေအကုန်လုံးထိမ့်သိမ့်တော့ဘာဖြစ်လို့ဆိုတော့ဒီပလောင်ရဲ့ရုံမှမှုရိုင်းဆိုင်မှုကလူမဟုတ်တဲ့ဟာကြီးရမ်းတိတာလာလို့နော်အဲ့တော့ ကျွန်တော်တို့ကပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ဒေတာနဲ့လည်းအဲကိုပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့အခွင့်အရေးနဲ့လည်းလုံးဝလုံးဝလုံးဝတွေ့ဖယ်တယ်လုံးဝလုံးဝပြေးလို့မရတဲ့အနေအထားကြီးအမြန်မာတိုင်းငံလုံးဝဆန္ဒပဲဖြစ်တယ်ပလောင်ကကိုပိုင်အုပ်ချုပ်ခွင့်လုံးဝလုံးဝရရှိစရာအကြောင်းမရှိဘူးအဲ့ဒီမှာတောင်းတော်ရဲ့တစကန်အထိုင်အကြီးတိုင်းငံလုံးကိုအဲ့ဒီမှာတကယ့်အထိုင်အကြီးချပြီးတော့တခါတည်းအဲနိုင်ငံတော်ပါဖြစ်တခါတည်းပြန်သိမ်းရမှာဖြစ်တယ် အဲ့တော့တမ်းတော်ကလည်းပဲအဲ့လိုတိမ့်ရွယ်လို့တော့ကျွန်တော်အနေနဲ့ယူစားတယ်တိမ့်နေဆိုတော့ကျွန်တော်ကြီးကမှတော့လေသဘောတူမတူကျွန်တော်တစ်ချက်လောက်ကောမန့်လေးရေးပေးကြည့်ပါဦးနော်ကျွန်တော်ကတော့ပြန်သိစေချင်တယ်ပြီးလို့ချင်းအဲ့မှာ6စကန်းကိုတေးကြကြကြနာထားပြီးတော့မှကျွန်တော်နူကလီယာအာတပ်ပေါင်းဖို့လို့ဘာလို့ညာလို့လဲကြကြနာနာတောင်းတော်ခဲပြီးလို့အဲ့မှာအကုန်လုံးအဲ့ရှမ်းမြောက်တခွင်ကိုတနေရာတဲ့အထိုင်တွေကနေပါအကုန်လုံးချုပ်ချိန်လာလိုက်ပွဲပြတ်ပြီးကိစ္စ တကောင်းမှမလောက်အောင်တခါတည်းအဲ့နေရာမှာအထိုင်ချပလိုက်တောင်းတော့အချိန်ဝါကြီးကိုနောက်ဆုံးကျွန်တော်ပြောချင်တာဟိုတဲ့ပင်တခွန်လိုပုံသားမျိုးစစခန်းကိုဟဲပြီးချပြီးအကုန်ပတ်ချလိုက်ချလိုက်အဲ့ဆိုပွဲကတိတ်ပြီဗျာအဲအဲ့ကျွန်တော်ကအဲ့နေရာကိုပလောင်ကိုအဲ့ကိုပိုင်အုတ်ချုံကတေတိုက်အကုန်လုံးကိုကျွန်တော်တို့ကပြန်လဲထိန်းသိမ်းလိုက်ပွဲကပြတ်ပြီအတိုင်းပြီးတော့ပဲနော်နော်တနင်္လာရီတိုင်းပတ်မှာလည်းတဲချောင်းမြို့နယ်ပတ်မှာလည်းအဲတဲချောင်းမြို့နယ်ပေါ့နော်တဲချောင်းကြီးကြီးရွာပေါ့အဲမှာလည်းဗီဒီထုတ်တယ်ဗီဒီထုတ်တယ် အာအဲ့မှာလဲတတင်းနိုင်တိုင်းမှာလဲဒီကောင်ကြီးကတတင်းနိုင်တိုင်းမှာကအဖွဲ့ဟာလဲတော်တော်ဆုံးတယ်အဖွဲ့ဆိုရေးဘလူရော KI ရော KI လာလဲ OK လို့ဘာလို့မလဲမသိဘူးအဲ့မှာရှောက်နေတာပဲအပနေအဲ့နေရာကိုတရားကြည့်ရမှာရှိတဲ့အကြမ်းဖက်စကန်ကိုဖိထုချတယ်တပ်ဖက်တွေလဲတော်တော်များတေးတယ်လို့ကျွန်တော်ကြားသိရတယ်နော်အဲ့တော်တော်သေးတယ်ကျွန်တော်အရေးတော့ကိုဒီနေ့ကအတိတ်မပြောတော့ပါဘူးဒီနေ့ကဟိုနေဥပုံနေပြီဗျတရင်ကျွနေလိုက်ဖြစ်လို့ ပြီးတော့မကွေးမင်းတုံးမင်းတုံးဝက်မှာပေါ့နော်မကွေးဆိုတော့မင်းတုံးမြို့ကခုံတိုင်ကြီးရလာအဲ့မှာတောင်တော်နဲ့ပွဲကတယ်အဲ့မှာဗမာပြည်ကဝေးရေးဆိုတဲ့တက်လာပါလားမသိဘူးသူကအဲ့အဲ့မှာလည်းအမျိုးမျိုးပဲဗျာအဖွဲတွေကလည်းအန်နူစီကတော့သူ့ဖွဲ့တော့သူသိမှာမဟုတ်ဘူးအဖွဲပေါ့ရက်ကွက်တော့ကွမှာအဖွဲ30လောက်ကိုနေတယ်အဲ့ဒါနဲ့တောင်တော်ကိုတိုက်တယ်တဲ့ကျွန်တော်လည်းဘလို့တွေပြောရမှလည်းမသိပြောတာပြောနေတယ်အဲအားလဲနာတယ် ငုံတဲ့ပွဲကားတယ်တေးကြတယ်ပေါ့။နော်အဲ့လိုကပြောသူများစိတ်လုံးပိုင်ရိုက်ရည်ပြောတယ်ဆိုပြပေါ့။ဟိုတဲ့ဟာသားတွေလုံးတယ်လို့တကယ်သဘောကျပြီးတော့ရည်တာ။ကိုယ်လည်းနိုင်အောင်တိုက်တဲ့နာမဟုတ်ဘူး။နိုင်ဖို့တော့လည်းရည်ရတာမဟုတ်လက်နက်ကင်ပြီးဓမြတိုက်ဖို့တော့ပဲရည်ရတာဆိုတော့တပ်တော်စစ်ကြောင်းတွေလာတေးတာပဲလို့ဒါကိုပြောတာ။နောက်ကျွန်တော်တို့ဗမော်တို့မလေးနေပြီရှင်းတယ်ဘမောမနေပြီရှင်း KIA တွေ PDF တွေထပ်ရသေးတာပဲဟိုအချော်ဖျားတွေမှာ లై ရှင်းနေရတာတော့ကျွန်တော်ရှိတယ်တွေ့တယ် KNY တွေကလည်းပဲအဲအညော်တော့ခံနေသေးရပြအပီးပိုက်စွန့်ခွာသေးတာတော့မဟုတ်ဘူးရတဲ့လောက်ရတဲ့လောက်ခုံအောင်ကတ်နေတယ်ဒါမှမဟုတ်ထွက်ပြေးလို့မရတော့လို့လားဘာလားတော့မသိဘူးနေတိုင်းတော့ရှင်းနေရတာပဲအဲဝါဒီရတဲ့တွက်လာကြပြစ်ကြခတ်ကြတော့ရှိနေသေးတာပဲဝိုင်းရောလည်းထုံရင်းတကောင်ကဒီလက်မြန်းရောကိုမချွန်နိုင်သေးဘူးပြက်နေတယ်လက်မြန်းရောဘလို့ကြော်မလဲတော့လည်းကျွန်တော် မသိသေးဘူးဒါပေမဲ့အဲ့မှာလည်း KIO ချွေနေတာလားအဲပြောလို့မရဘမောချွေသလိုချွေနေတာလားတော့လည်းမသိဘူးအဲ့ဒါတော့ ဒါစစ်တကယ်အဲလှူရှားတယ်တိုက်ခိုက်တာတော့ကျွန်တော်တို့ကအာပြောလို့လည်းမရလို့သိလည်းမသိဘူးကျွန်တော်သိတာက AI တွေဘလောက်သိတယ်ဆိုကျွန်တော်စိတ်ဝင်စားတယ်အဲ့ဒါကျွန်တော်ပြောတယ်တမတော်သားတွေသိတာမသိတာကျွန်တော်စိတ်ဝင်စားတယ်တမတော်သားတွေကအေးစေးစေးပဲသူတို့ဘလောက်နိုင်နေတာသူတို့နိုင်တာပဲကျွန်တော်စိတ်ဝင်စားတယ်အဲ့ဒါတွေပဲကျွန်တော်လိုက်လိုက်လေ့လာတာရှိတော့ရှိတော့အဲ့မှာ ဝိုင်းပေါ်မှာလည်းတော်တော်သေကြတာရှိတယ်အဲအဲ့မှာလည်းကျွန်တော်ပြောလို့ခြွေစစ်ပြဲလာတော့မသိဘူးဗျအဲ့မှာလည်းတော်တော်သေနေကြတာကိုတွေ့ရတယ်ဗမောက်ဗမောက်ကလည်းတိုက်နေတာပဲဗမောက်ကဒီကောင်တွေသိသွားတာမရတာမဟုတ်ဘူးတိုက်နေတာပဲအဲ့အဲ့အဲ့ဆန်ဒီမှာရှန်ရှန်ပါလဲအဲ့အဲ့ဒီဖွဲ့တီရူးစစ်ဖွဲ့ရဲ့တပ်မတော်ဘက်ကအဖွဲ့ရဲ့ညက်ပိတ်ပြီးတိုက်နေတာကိုကျွန်တော်တို့သိရတယ်အဲ့မှာလည်းပဲနော်နောက်တစ်ခုကျွန်တော်လေကစ်ကော်ဘတ်ချက်ပြောမှာဆိုလေကစ်ကော်ဘတ်လည်းပွေးနေကနေတယ် နောက်မင်းလက်ပတ်မှာဆိုတော့မင်းက drone တွေရောဘုံတွေရောအုံတွေ့တာလက်နက်ကြီးတွေရောအဲ့မင်းလက်ပတ်မှာတော်တော်သေးကြတယ်တော်တော်သေးကြတယ်အသေးခံပြီးတော့ဥချနေပုံလိုက်တင်လိုက်ကိုသေးကြနောက်သေးဖို့ဘူးလားအဲ့မှာလေလေကြောင်းတွေ drone တွေကြာအလောင်းသူ devil တွေကားနဲ့ဟိုတဲချတာကားလေးနဲ့တဲတဲသာသူလည်းလဘကတိုင်းနေတော့ကတမျိုးတမျိုးရှောက်ပြီးတာကျွန်တော်သိရအဲ့အလဘကတိုင်းနေထောင်ဖို့အတွက်ကိုမျိုးတမျိုးကို ဟိုတောင်တောင်ကျောင်းကြီးတစ်ကျောင်းလုံးအပြည့်ဟိုဒီကောင်းတော်တော်များတယ်လူကြီးရပြတော့တောင်တော်တော်များနေဒီကောင်းလေးသေးတာလည်းပဲတော်တော်လေးများနေအဲ့မှလည်းရောကြောင်မောကြောင်ပီရက်တွေလည်းတတ်သေးသေးတယ်အဲ့တော့မင်းကများတယ်ဗျများတယ်တိုက်နေကြခိုင်းနေကြတာတော့အဓိကတော့ကျွန်တော်ပလောင်ပြောရမှာပေါ့နော်မိုးကုတ်နဲ့တီဘောနဲ့နန်းဆန်တို့နမ်တူတို့မန်တုံတို့ဒါအဲ့အိပ်ဘက်တွေတကြောလုံးလဲတောင်တော်ကတောင်ချောက်တိုက်ခိုင်းနေတာကိုတော့တွေ့ရတယ်အဲ့တောင်တော်ရွေချက်က ဒီပလောင်တွေပဲအပီးဖြုတ်မဲ့ပုံစံမျိုးလို့ကျွန်တော်အနေနဲ့ယူဆရတယ်ကျွန်တော်အနေနဲ့တွေးကြည့်တာပေါ့နော်အဲ့လိုမျိုးလို့ကျွန်တော်ယူဆမိတယ်အဲ့တော့အဲ့ဒီပလောင်လည်းပဲကိုယ်ပိုင်အထုတ်ဝင်းရောတိတ်လိုက်ပြီးတပ်လောင်ကကျွန်တော်ပြောလို့ပေါ့စစ်ဆိုင်အော်အထိုင်စကား heavy တော့ free line လောက်လိုက်တော့ပွဲသိမ့်ပဲပေါ့နော်အဲ့လိုအဲ့ဆိုပလောင်ဆိုလက်တက်ကင်မှာမရှိတော့အရင်ဆုံးကောင်းတယ်ဒီနေ့မှာပလောင်နဲ့ A ရတော့အယုံမှဆုံးလူတန်းစားတယ်ပေါ့နော်အဲလက်တက်ကင်တွေကတော့ဘလူးမကောင်းတာမရှိပါဘူးအကောင်လုံးတွက်နေသူဇိုးတွေကြီးပဲပေါ့ ်အဲပိုတနေ့ဒီတိုင်းကကျွန်တော် A ကိုပြောလို့ A ရလည်းပဲမနေရတော့မှာအာဗဒန်းမျိုးနဲ့မှာရှိတဲ့မျိုးစင်ကျွရအနီမှာပွဲကားတယ် A အလောင်းလက်နဲ့တွေတော်တော်များများရရှိတာကျွန်တော်တို့ရှိတယ်သူတို့အစုအဖွဲ့တွေကိုအောင်တဲ့နေရာတွေကိုတက်မလို့ drone နဲ့ရှင်းနေတဲ့လက်နက်ကြီးတွေချတာအလောင်းလက်နက်တွေလည်းတော်တော်ရရှိတယ်နော်အဲအဲဒီအမ်ဘရန်အန်ကိုတော့တဲ့ဗရန်လန်ပေါ့အဲ့မှာလည်းပွဲတွေကနေနေပွဲတွေကနေတက်မလို့နဲ့မနေ့ကလည်းကနေတယ်နောက်တစ်ခါ အာဗာညောင်ကျိုးလဲပွဲကနေတယ်ညောင်ကျိုးမှလည်းတောက်လျှောက်ချနေကြတယ်လေသာတော်မှလည်းလေသာတော်မှလည်းပွဲတွေကနေကြတယ်နောက်ကြောက်ဖြူပတ်ချလဲမှလည်းပဲတိုက်နေကြတော့မယ်ထွက်လာလိုက်တိုက်လိုက်ထွက်လာလိုက်လာလိုက်တိုက်လိုက်လာလိုက်တိုက်လိုက်မအေးဘူးကုဒီကတော့ဒီကြောက်ဖြူတော့ဇရားညိနေဒီဆယ်ပိုင်းပတ်လဲအထက်တူတော့ဒီဘက်ကိုသူတို့ဝင်လို့မရဘူးအဲအထဲမှာရှိတဲ့လူလည်းမရှိတော့ဘူး အဲဆယ်မိုင်ပတ်လည်အတွင်းထဲမှာမရှိတော့မြို့ပြဆယ်မိုင်ပတ်လည်အတွင်းမှာမြို့အပြင်ကပဲသူတို့ခြားနေကြတိုက်နေကြတော့ကျွန်တော်တွေ့ရတယ်။အဲဒီဘက်တီတော့တိတ်တက်လာတာတော့မတွေ့သေးဘူးเนาะ။တန်တွဲတို့၊ကွာတို့၊ကျိတ်တလီတို့အဲဒီဘက်မောင်းတော်တို့ဒီဘက်တီတက်လာတာတော့ကျွန်တော်တို့မတွေ့ရသေးဘူးဗောနော်။ဒီဘက်ချမ်းတွေမှာတက်လာတာမတွေ့ရသေးဘူး။အဲတောင်းတော့ဘယ်နေ့တော့ဘလို့ထိမ့်နေတော့မသိဘူး။အမ်ရန်လိုင်းကိုထိုးပေါက်လိုက်လို့တက်သွားလို့အမ်ကိုအလေးအဖြတ်ထားနိုင်တယ်ဆိုတော့ ဒါလည်းစီးရကျွန်တော်တို့ကအဲ့လိုကြတော့တိတ်မသိဘူးဗျာကျွန်တော်တို့တည်တာကတမ်နော်လာနိုင်တဲ့နေရာပဲတည်တယ်ဘယ်လိုတော့တိုက်ရလဲပါလဲကြတော့လည်းမသိဘူးအဲ့ညမှာတိုက်နေတယ်ဆိုအဲ့ညမှာတမ်နော်လာနိုင်လားမနိုင်လားကျွန်တော်လေ့လာတယ်နိုင်တယ်ဆိုကျွန်တော်ထပြောတယ်ဒါပဲကျွန်တော်ပိုင်ရနော်အဲ့တော့မောင်တော်ဘက်မှာလည်းကျွန်တော်တို့ကတတိထားစရာတွေအများကြီးရှိပါတယ်မောင်တော်ဆိုလို့နော်ဘာလို့တတိထားစရာကျမောင်မောင်တော်မြောက်ပိုင်းပေါ့ဗျာဒီဘင်္ဂလားဒေ့ရှ်နဲ့ဇက်ပေါ့ နေဆက်ဆိုလို့ချင်းမိုင်းတိုင်း50နဲ့55ကြားမှာရှိတယ်အဲဒီအာဆိုင်နဲ့အေနဲ့တိုင်ဝဲတိုက်ကြတယ်အာဆိုင်တေးကြတယ်လက်ကြတယ်အာဆိုင်ရဲ့ဒုတိယကောင်းဆောင်ခါလက်ဆိုတာပါလားငါမှသူတိုင်ရန်ရရှိတယ်ပါညာဆိုတော့သူတို့ဘက်ကတတိယနေနဲ့တက်လာတာရှိတယ်ရခိုင်ဘက်ကထွက်လာတဲ့တတိယနေနဲ့တက်လာတာရှိတယ်ရှိတော့ဒါလည်းနီးဆက်တယ်ပေါ့နော်အဲ့တော့မွတ်စလင်တွေကမွတ်စလင်တွေကကျွန်တော်တို့ကအာတီးတန်းကိုတော့ကျွန်တော်ပြောဦးမယ်ဗျမွတ်စလင်တွေကအခုဘယ်လိုဖြစ်တယ်လဲဆိုတော့နေရာတိုင်းမှာကသူတို့က ဟာလူတွေနဲ့ကျန်တဲ့ဘာသာမှမရှိတာကျန်တဲ့ဘယ်ဘာသာအဲ့လိုမျိုးဖြစ်လဲဟောကြားဘူးလားကျန်တဲ့ဘယ်ဘာသာတွေဖြစ်လဲအဲ့ဒါကြောင့်နိုင်ငံနဲ့နိုင်ငံတိုင်းအခုဆိုရင်အဲဒီ UK နိုင်ငံတော်တော်များများက UK နိုင်ငံတော်တော်များမွတ်စလင်တွေကိုအဲပြည်ဝင်ခွင့်တောင်မပေးဖို့အတွက်တချို့နေရာတွေတားမြစ်ကုန်ကြပြီမွတ်စလင်တွေကိုပြည်ဝင်ခွင့်တောင်မပေးတော့ဘူးအခုပြက်လက်ရှိစောက်ထားတဲ့ဗလီတွေဟာတရားမဝင်တဲ့ဗလီတွေဆိုအကုန်ဖြတ်မယ်တရားမဝင်တဲ့လူတွေအကုန်ပြန်လည်နေထုတ်မဲ့အရေးတွေဖြစ်လာပြီအဲ့တော့ ူတို့နေရသူတို့သွားတာကောင်းတာပေါ့နော်သူတို့နေရသူတို့သွားတာကောင်းတာပေါ့လူကြီးကလည်းပေါ့ဖွားနှောင်းကလည်းကြောက်စရာကြီးလန့်စရာကြီးဖြစ်တာအဲ့တော့နောက်ဒီမွတ်စလင်အကြောင်းနဲ့ပတ်သက်လို့ပြောလို့ရှိရင်မြန်မာဘက်မှာလည်းရှိတယ်ဗျာထေမော်ကျော်သားတဲ့သူတွေပေါ့မွတ်စလင်သူရဲကောင်းတွေရွေးရွေးထုတ်ပြီးပြောသွားတဲ့ဟိုကောင်တကောင်ရှိသေးတယ်မွတ်စလင်ကမသိဘူးသူရဲကောင်းလို့ဘရင်လက်ထက်မှာသူရဲကောင်းတွေတိမ့်နဲ့တန်းနဲ့ရှိရှိတဲ့မြန်မာထုတ်မပြောသွားဘဲနဲ့အဲမွတ်စလင်ကောင်းတွေယူရထုတ်ပြောပြောပါဒါတွေမွတ်စလင်တွေယူရနောက်ဆုံး ။အော်နေတော့မှာပါလဲအာဇာနီကိုဦးတည်းမှာပါတဲ့ဟိုကောင်ဘယ်လိုလဲ။အဲရဲဘော်ကိုထွေးဆိုတူတော့တူတော်မိုးဆလင်ဆိုပြီးတော့ဒီကောင်ဖျားလို့ကိုကိုွယ်မလားတော့မသိဘူး။နော်အဲအဲ့မျိုးလည်းရှိတယ်။ကျွန်တော်တို့ကအခုကိစ္စတွေကိုပြောနေတာလည်းမဟုတ်ဘူးဗျ။အဲ့အကြောင်းကျွန်တော်တေးရအကျေတဝဲပြောမယ်။မောစနေအခုဖလီလေးနေပြီးတော့မှဘလီဆောက်တယ်အာသူတို့ဘက်ကလည်းကတချို့ဒီနေမှာဝိရတာကျွန်တော်ကွာကျွန်တော်တို့ရဲ့နိုင်ငံအဲနဲ့ နိုင်ငံဖြစ်တာပြီးတော့ကျွန်တော်ကအမှန်တရားဖတ်တော်သားဘောမလည်းမဟုတ်ကျွန်တော်အမှန်တရားပဲပြောတာနောက်ဖြစ်လာမယ့်အရေးလည်းပြောတာအမှန်တရားဖတ်တော်အစိုးရရဲ့မြင်နေရချတာချလို့ရတယ်အဲဘိုးချုပ်ဘူးကြီးဦးမင်းအောင်လည်းမြင်နေရချတာချပါချတာဒါသူကသူလောက်ရမယ့်အလုပ်ကိုသူလုပ်တာဟုတ်တယ်ပါနိုင်ငံတော်အကြီးကနိုင်ငံတော်အကြီးကဘာသာပေါင်းစုံချစ်တီးနိုင်ငံတကာ international နဲ့အဲဒါဒီလိုမျိုးပတ်သက်လာတဲ့အခါမှာနိုင်ငံ image ရဒါသူလှုပ်ဆောင်တဲ့ပုံစံတွေကကျွန်တော်တို့ကကန့်ကွက်စရာအကြောင်းမရှိဘူးမကန့်ကွက်ဘူးမကန့်ကွက်ဘူး ဒါလည်းကန့်ကွက်လို့ပြောနေတဲ့စကားတွေမဟုတ်ဘူး။နော်အခုလက်ရှိမှာခုလက်ရှိမှာကျွန်တော်တို့ဗလီနေစောင်းနေတာကိုလည်းကျွန်တော်တို့ကန့်ကွက်တာမဟုတ်ဘူး။မဘာသားတွေကလည်းဝင်နေဖြစ်တာမဟုတ်ဘူး။အဲ့ဒီအကြောင်းကကျွန်တော်အကျေတဝဲပြောပြမယ်။နော်ဒီကောင်အဲ့ကောင်လေးဘယ်လိုလဲဟိုကောင်မာပြညာကြောင့်အကောင်မာပြညာဇော်လာကြော်လာဘာလဲတော့လေအဲ့ကောင်အကောင်လေးမနေ့ကလည်းထိုက်ပြီးတော့ကျွန်တော်ကြည့်လိုက်သေးတယ်။တက်လာလို့တွေ့လို့ကကြည့်လိုက်သေးတယ်။ဒီကောင်လေးကတော်တော်ဆိုးဆိုးသေးပဲ။ UK တို့ဒီကောင်က BBC လားမသိဘူး။ကျွန်တော်ထင်တာ BBC ဖြစ်ဖို့များတယ်။ ် BBC ဖြစ်ပုံများလဲဘာကြောင့်လဲဆိုတော့ဒီကောင်တွေက UK မှာဒီဖိငန်ဒီဦးနေမော်မွတ်စလင်နေမောင်းထုတ်ရေးဆိုပြီးတော့ဆန္ဒပြနေတဲ့ဥစ္စာစတန်ခမ်းလားမသိပါဘူးဝင်ကြီးချုပ်ကအဲအဲ့ဒါမှအကုန်လုံးကိုမောင်းထုတ်ရေးပါကြဆိုပြီးအဲ့မှာဆန္ဒပြနေတာဒီကောင်တခုံးမှမပြောတော့เนาะမွတ်စလင်တွေပဲနိုင်ငံမှာဆန္ဒပြအမလေးဗမာပြည်မှာပြောလိုက်တဲ့ခါကျတော့ဒီကောင်မွတ်စလင်တွေရဲ့တမိုင်းရောင်းနေကောင်းကောင်းတာတွေယူရဒီကောင်ထုတ်ပြောသွားတာမျိုးကျွန်တော်တွေ့ရဒါတွေကကျွန်တော်တို့ကဝမ်းနေစရာပဲเนาะ ဒါတွေကအဲကျွန်တော်တို့တော့ကဝမ်းနေကြပဲလို့ကျွန်တော်ပြောပါပြီးလို့ရှိရင်တော့ဒီမွတ်စလင်အနေနဲ့နေပြီးတော့အကြောင်းကိုကျွန်တော်အကြေတဝင့်ပြီးပြောပြပေးပါမယ်เนาะဒါကျွန်တော်အခုဒီအရကတော့ဒီလောက်ပြိနေပဲနားလိုက်ပါအောင်မယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်ပြောလို့ရှိရင်ဒီဖိုင်မှာကြာသွားမှာဆိုတော့ဟိုဘာတီးတန့်ဆိုတော့တီးတန့်နဲ့အရာ နားထောင်နေတဲ့ပုံကိုယ်တွေနားထောင်နေတာဒါတတိယနဲ့ရောချက်နေလို့နားမထောင်နေတဲ့သူတွေအတွက်အနောက်ချက်ပြန်မှာဆိုလို့ကျွန်တော်ဒီဟာဒီလောက်နဲ့ပဲပြိလိုက်မယ်အခုတိုက်ပွဲတွေကတော့တိုက်နေကြပါတယ်ဗျာညလည်းဖုန်းတွေချနေပါတယ်နော်ဒါလေးပဲကျွန်တော်ပြောချင်တယ်တတိယကျလာပြီးညလည်းတတိယကျလည်းဖြစ်တဲ့ခါကြတော့မြန်မာလူမျိုးရမြန်မာဗုဒ္ဓဘာသာအရကျွန်တော်တို့ကနေရာတိုင်းမှာပွဲလဲတဲ့ပုံတွေလုပ်နေကြတယ်ပျော်ပျော်ရွှင်ရွှင်မျိုးလုပ်နေကြတယ်အဲ့ဒီပွဲလဲတဲ့ပုံမှာလည်းပဲဘာသာပေါင်းစုံအားလုံးဝေရောက်ဆွေးနွေးနေတဲ့တာကိုကျွန်တော်တို့တွေးရှိရပါတယ်အားလုံး ပြောဆိုချမ်းမြေ့ကြပါစေဗျာလူရာတွေပြည့်ကြပါစေနော်ဟိုလေမင်္ဂလာပါဗျာဒီနေ့ကလေလာပိုင်းတော့ထောင်းနှမ25ဖြစ်ပါလေဗျာစောစောကမင်းကင်းတကာကြီးဥမောင်မြင့်ရဲ့အကြောင်းပြောလိုက်တော့အတားဖိုင်ရမပါဖြစ်သွားတယ်ဗျာနော်အတားဖိုင်မပါဖြစ်သွားတယ်နောက်ကရောတကာကြီးအတားဖိုင်ပြောင်းနေတယ်ပေါ့နော်အဲဒါကြောင့်ရတယ်လိုက်ပါဖြစ်ပါလေဗျာ ဒါကြီးမင်းကဥမောင်မြင့်အဲပြောပါတယ်စကားလုံးကတော်တော်ကြီးကောင်းတယ်ဗျ။ဘာပြောသွားလဲဆိုလို့ရှင်ဒီအဘသာပလီကိစ္စနဲ့ပတ်သက်ပြီးမှာပေါ့နော်။ပလီကိစ္စနဲ့ပတ်သက်ပြီးသူရဲ့သုံးချက်ချက်လေးအရင်ကောင်းတယ်။ဒီချိန်မှာထိလွယ်ရှလွယ်တဲ့ချိန်ဒါတမိုင်းစင်ဆက်တည်းလည်းရှိခဲ့တယ်။နော်တမိုင်းစင်ဆက်လည်းရှိခဲ့တယ်။ဒီလိုရွေးကောက်ဝယ်နေတဲ့အချိန်မှာဒီကောဝယ်ဖို့ဖျက်လို့ဖျက်စီးလောက်ပြပအဖွဲစီရလည်းရှိတယ်လို့ပြပအဖွဲစီနဲ့ဒီမြန်မာနိုင်ငံက တချို့ဟာတွေပူပေါင်းပြီးမှလှုပ်ဆောင်နေတာတွေလည်းရှိတယ်เนาะရှိတယ်အဲ့ဒါဟိုတခါကြီးမင်းကြီးဥမ္မောအမြင်တုံးတက်သွားတာကဒီချိန်မှာဆိုင်ငံတင်တယ်ပေါ့เนาะဆိုင်ငံတင်တယ်ဒီချိန်မှာမလှုပ်တင်ဘူးပေါ့เนาะဒါပြောပါဒါမှန်ပါတယ်သူပါเนาะဒီချဲအမျိုးသားတွေဒီမှာဆရာတော်ကြီးနေသူဒီဟိုလိုင်းပေါ်မှာတွေ့ရတယ်ဆိုအကြောင်းလေးအတူအလူကြီးလူကောင်းပြီးသားတယ်လို့စကားပြောသွားတဲ့နေရာမှာလည်းတကယ်ပညာပါပါတယ်တကယ်မြတ်သားတဲ့စကားလုံးတွေပါပဲเนาะ ညတာတဲ့စကားလုံးတွေပါပဲမင်းငယ်ဦးမောင်မြင့်ဆိုရလဲမမဲရသူမဟုတ်ပါဘူးเนาะတကယ်သူ့နယ်မှာသူတကယ်လှုပ်ဆောင်ခဲ့တဲ့ဥဒိစိန်ဆိုရလဲထဲမှာလည်းသူလှုပ်ဆောင်ခဲ့တာအများကြီးရှိပါတယ်เนาะကြိုးပြုခဲ့တာလည်းအများကြီးရှိပါတယ်ဒီနေ့ဒီချင်းသူအသက်အရွယ်နဲ့မများသူလှုပ်ဆောင်ခဲ့တာလည်းရှိရှိနေသေးပါပဲเนาะအဲ့တော့ဘာပြောပြောသူပြောတာကတော့ဒီချိန်မှာမပေးတဲ့နေဘူးပေါ့နော်ဒါတော့ပုံပုံလင်းလင်းဒါကတော့ထိတ်ပြောသွားတာကိုလူကြီးဆိုတော့ လုံးဝလုံးဝကိုဒီချိန်မှာဒီဘလီကိုစောက်ပိုင်ကိုမပေးတင်နေဘူးဒီချိန်မှာဘလီကိုရဲအချားနေရပေးရင်တော့မတူဘူးလက်ခံနိုင်တဲ့အနေထားပေါ့เนาะချားနေရဒီလိုနေရာမှာပေးတဲ့ဆိုတာမမဖြစ်တင်တဲ့အကြောင်းရယ်နောက်ပြီးတော့ဆိုင်းကန်တင်တဲ့အကြောင်းရယ်ကိုပြောပါတာဖြစ်ပါလိမ့်ဗျအမှန်ကန်မှာရုပ်ောက်ွယ်နေတဲ့ကာလမှာဒီချိန်မှာတကယ်ကိုဆိုင်းကန်တင်ပါလိမ့်ဗျเนาะမြူသားရီမားတွေဆိုတာကတော့ဒါတက်မတော်နဲ့မြူသားရီတက်မတော်နဲ့မြူသားရီတက်မတော်တွေဟာ တက်မတော်အခဲခဲကြုံတဲ့အခါမှာတက်မတော်ရဲ့အကျဉ်းအကျဉ်းရက်ခဲအချိန်ကာလတွေရှိပါတယ်အဲ့အချိန်မှာလည်းမျိုးသားရေးဓမ္မတွေကတက်မတော်နဲ့အတူရှိခဲ့တယ်ဆိုတာလေဒါကာကြုံကြီးလည်းဒါသိပါပဲမျိုးသားရေးဓမ္မတွေကဒါတက်မတော်အနာထိမ့်ပြီဆိုကြဲကတက်မတော်ဘက်ကနေအပြည့်ဟွာမားမမရက်တီပြီးခဲ့တယ်လို့ဟုတ်လားနောက်ခံပွဲတွေလည်းစင်ဆိုင်လုပ်ခဲ့တယ်ဒီချိန်ရမှဒလိုကြီးထားလို့မဦးစရတော့ပုံမလေးလည်းပြောရရကာကြုံကြီးအနိုင်နဲ့ပိုင်းစင်ချင်တယ်ဗျာ အကျော်ကြီးရဲ့တမိုင်းမှာလည်းတို့အကျော်ကြီးလက်ထက်မှာတို့ဘလီကိုစောက်ခွန်ပေးခဲ့တယ်ဘလီကိုလုတ်ပိုင်ပေးခဲ့တယ်ဆိုတော့ဟာနှလားလေးအတွင်းမှာမဖြစ်စေချင်တာပေါ့ဗျာနော်ဘာဖြစ်လို့ဆိုနိုင်ငံတကာဆက်ဆံရေးဒီမှာအကျော်ကြီးလက်ထက်မှာရန်ကောင်းခဲ့တယ်နော်အမေရိကန်လိုနိုင်ငံမျိုးနဲ့တောင်မှဆက်ဆံရေးအဆင်ပြေအောင်အကျော်ကြီးကဆွမ်းဆောင်နိုင်ခဲ့တယ်နော်အဲ့ဒီဟာအများကြီးပဲဒါစီဝိုင်းလိုင်းပွင့်လင်းခဲ့တာဒါရွေးကောက်ပွဲကြီးကပြီးသွားလို့ရှိရဲ့ဒါဦးစင်းတို့မြန်မာနိုင်ငံကပြန်ပြီးမှဥမော်လာမယ်ဆိုတော့ဦးစင်းကစီဝိုင်းရောလမ်းမဆက်တို့ရောအဆဆာရပြန်ပြီးမှ ်ကောင်းမော်လာမယ်ဥမော်လာမယ်ဆိုတော့ဥစဉ်ဒါတရားခိုင်လို့ယုံကြည်တယ်ဒီလိုဥမော်နိုင်ကောင်းမော်နိုင်နိုင်တဲ့ဆက်ဆံရေးစီဝိုင်းဒါကကြောက်ကြီးရဲ့အခြေချနေလဲပါပါတယ်ဗျာနော်ဒါဒါကြောင့်ကကြောက်ကြီးအနေနဲ့အဒီပလီကိစ္စအလေးမှာပေါ့နော်ဒါလွှတ်တော်ကြမှာဘလို့ဆုံးဖြတ်ဖြတ်ပေါ့နော်ကကြောက်ကြီးဒီအရာထိစဉ်ကာလမှာတော့ဆိုင်ကန်တင်တယ်မင်းကတခါယူဥမောင်မြင်ပြောတယ်လို့ဆိုင်ကန်တင်တယ်လို့ဆိုရဲဥစဉ်ကတော့ပြောချင်ပါတယ်ဗျအားလုံးတာပါပဲဗျာ သူတို့ရဲ့လူနာတွေရဲ့နာမည်လေးကိုကြုတ်သိကျင်တာဒီမှာရှိတဲ့နာမည်နဲ့တိုက်ကြည့်ကျင်တာပေါ့နော်သူတို့ကတော့လုံကြုံရေးရပြောင်းလဲခေါ်ထားတယ်ဆိုပေမဲ့လို့ဒီမှာအမှုအခင်းတွေဖြစ်လာတဲ့အခါကျတော့သူအဲ့နာမည်ကိုအမှန်တိုင်းပြောရတော့မှလေအာတမရပါအဲ့တော့အဲ့စာအုပ်လေးကိုဓာတ်ပုံလိုချင်တယ်ပြပါနောက်မှာလူချင်းတွေ့ချင်တယ်ဒီဒေါခင်ဆိုင်ကိုလာတဲ့တက်သေးလေးပေါ့နော်သူဒီမှာကတော့လူနာတိုင်းကိုဓာတ်ပုံရိုက်ထားတယ်ဘူဒီကိုရိုက်ထားတယ် အဲသူတို့ပုံနဲ့တိုက်ကြည့်ခြင်းတယ်ပြီးတော့သူတို့နံပါတ်နဲ့စာရင်းထဲမှာတိုက်ကြည့်ခြင်းတယ်ပြီးတော့သူတို့ရဲ့စာအုပ်ထဲမှာစိတ်မှတ်တမ်းဘယ်လိုရေးတယ်ဆိုတာသိခြင်းတယ်ပေါ့နော်ကျမပြတယ်ပါ